မင်္ဂလာပါရှင်။ဇာမနီအန်တာတိန်မန့်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တက်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ရဇဝင်တဲကအညစ်ပတ်ဆုံးဘရင်လို့တင်စားရမယ်။နရတ်သူမင်းအကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးသွားခြင်းပါရစေ။ မြမရာဇဝင်သမိုင်းထဲမှာစိတ်တရောလူရောအညစ်ပတ်ဆုံးလို့သတ်မှတ်နိုင်တဲ့ဘရင်ဟာဗကန်ခစ်ကနရတူမဲမဲဖြစ်ပါတယ်။ကလားတွေလက်ချက်နဲ့သေခဲ့ရလို့သေပြီးတဲ့အခါမှာကလကြမင်းလိုလည်းထင်ရှားပါတယ်။နရတူမင်းဟာအလောင်းစီသူဘရင်ကျန်စသားမင်းဤညီတော်ရဲ့သားတော်အငယ်ပဲဖြစ်ပါတယ်။အလောင်းစီသူနန်းတက်နေစမှာသားတော်အကြီးဖြစ်တဲ့မင်းရှင်စောဟာဖခမဲတော်နဲ့မတဲလို့မန္တလေးနယ်ဘက်ကိုသွားပြီးတော့ဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက်လှုပ်ဆောင်နေခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကမန္တလေးရဲ့လို့မရှိသေးတဲ့အချိန်မှာအောင်ပင်လေကန်နန္တာကန်က လမတောင်ဆဲကျူဝန်းနဲ့ကျုံးလာဆဲတွေဟာဆိုရင်သူ့ရဲ့အာထုံမှုတွေပဲဖြစ်ပါတယ်။မင်းရှင်စောနန်းတော်နဲ့ဝေးကွာနေတဲ့အချိန်မှာအလောင်းစီသူမင်းကြီးဟာနာမကျန်းဖြစ်ပါတော့တယ်။အဲ့ဒီမှာသားတော်အငယ်ဖြစ်တဲ့နရတူကအလိမ္မာနဲ့ဖခင်ဖြစ်သူ အလောင်းစီသူမင်းကြီးကိုတိုင်းတီထားတဲ့ရွှေကူကြီးဖရဲတဲ့ကိုပြောင်းရွှေ့ဆန်စီခဲ့ပါတယ်။အခါအခွင့်အသင့်တဲ့အခါမှာတော့နရတူကဖခင် အလောင်းစီသူမင်းကြီးကိုခေါင်းအုပ်နဲ့ဖိတက်လို့နှဲ့ရွာဆန်ခဲ့ရပါတယ်။အလောင်းစီသူမင်းကြီးကွယ်လွန်ပြီးတဲ့အခါမှာတော့မင်းစီသူနဲ့ဖြစ်လာခဲ့ပါတယ်။ဒီသတင်းကိုကြားတဲ့ ဲ့အခါမှာတော့မင်းရှင်စောဟာထိနဲ့သိမ့်ရအောင်ကြီးချောင်းရေချောင်းနဲ့ပကံကို အပြေးချီလာခဲ့ပါတယ်။ဒါကိုနရတူကကြားတော့သူကနောင်တော်ကိုခံတိုက်လောက်အောင်အရေးအချင်းမရှိမှန်းသူ့ကိုသူတီထားပါတယ်။ဒါကြောင့်မလို့အောက်ကျန်မှာတော့တဲ့သူကသာသနာပိုင်ဖြစ်တဲ့ပန့်တကူမဟာထေကိုချီးကပ်ပြီးတော့အကူအညီတောင်းပါတယ်။အနော်ယထာမင်းကထေရဝါဒဗုဒ္ဓဘာသာကို ပကံမှာပြန်ပွားဖို့စူးစမ်းတဲ့အခါမှာရှင်အရဟံကိုအထူးကအားထားခဲ့ရတာပါ။ရှင်အရဟံကိုသာသနာပိုင်ဖြစ်အနှင်းပြီးတော့ကိုးကွယ်လာတာဟာအလောင်းစီသူမင်းလက်ထက်အထူးတိုင် ရမှာပဲအလောင်းစီသူမင်းလက်ထက်မှာရှင်အရဟံဟာတတော်80တနှစ်နဲ့ပြိဋိဘံဆံဝင်တော်မူခဲ့ပါတယ်ဒီတော့ပန့်တကူမဟာထေကိုသဒ္ဒနာပိုင်ဖြစ်ခန့်အပ်တော်မူပါတယ် ပန်နကူမဟာထေကိုတော့ရာဇဝင်ကျမ်းသဒ္ဒနာဝင်ကျမ်းအချို့မှာနာမည်အမျိုးမျိုးနဲ့ခေါ်တာတွေကိုလည်းတွေ့ရပါတယ်။ငဆွေရှင်မဟာထေ၊စိတ်ညက်မင်းသားတော်မဟာထေစသဖြင့်ခေါ်ပေါ်ကြပါတယ်။နရတသူကလက်ရှိသဒ္ဒနာပိုင်းဖြစ်တဲ့ပန်နကူမဟာထေစီကိုချိတ်ကပ်ပြီးတော့ဒီလိုလျှောက်ထားပါတယ်။ဆရာတော်ဖရာနောင်တော်ကြီးမင်းရှင်စောဟာဖခင်မဲတော်လွန်မီဆိုတာကိုသိလို့ကြီးချောင်းရေချောင်းနဲ့ပကံကိုအပြင်းထီလာပါတယ်ဖရာ။တပည့်တော်နန်းလူမှာဆိုလို့ထင်ပါရဲ့ဖရာ။တိုင်းပြည်မှာတရက်တနေ့တောင် မင်းမရှိလို့မတင်တဲ့အတွက်ကြောင့်နောင်တော်ကြီးကိုမြင်းတစီ ဓာတလက်နဲ့အလျင်ဥအောင်ကြွာလာပြီးတော့နန်းတတ်တော်မူမည်အကြောင်းခေါ်တော်မူပေးပါယံရှောက်ထားပါသည်ဖုရားစစ်တပ်နှင့်အတူဆိုလျင်ကြံ့ကြာနေပါမည်ဖုရားဆိုပြီးတော့ရှောက်ထားပါတယ်ပြီးတော့ပန့်တကူမဟာထေကလည်းစဉ်းစားခဲ့ပါတယ်သူသွားပြီးတော့အကြောင်းကြားရင်မင်းရှင်စောကလည်းဂယုဂါရဝနဲ့ဆရာတော်ရင်းမှုလိုက်လာပြီးမှပဲဒီရောက်မှနရတ်သူကဂတိပြည့်ရင်ခက်ချီရဲလို့တွေးပါတယ်ဒီတော့မင်းရှင်စောပကံကိုပြန်ရောက်လာလျင်နန်းတင်ရမည်လို့နရတ်သူကိုတစ္ဆာဆိုခိုင်းပါတယ်နရတ်သူကလည်းနောင်တော်ကြီးကိုဓာတ်ထန်ပြီးနန်းတင်ပါမယ်လို့ သစ္စာဆိုလိုက်ပါတယ်ဒီတော့မှာပန့်တကူမဟာထေရရွှေလောကားတစင်းနဲ့မင်းရှင်စောကိုတွားကြူပါတော့တယ် ပကံကိုရောက်တော့နရတ်သူကလည်းသူကတိအတိုင်းနောင်တော်မင်းရှင်စောကိုသူကိုယ်တိုင်တန်လျက်ထမ်းပြီးတော့နန်းတင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲအစာတဲကိုအစိတ်ခတ်ပြီးလှုပ်ကြံလိုက်တာကြောင့်မင်းရှင်စောလည်းနဲ့ရွာဆန်းခဲ့ရပါတယ်။မကြခင်မှာပဲနရတ်သူဟာထိနှက်ဆက်ခံပါတော့တယ်။မင်းရှင်စောနဲ့ရွာဆန်းတာနရတ်သူရဲ့လက်ချက်ပဲဆိုတာကိုသိတော့ပန့်တကူမဟာထင်းဟာနရတ်သူစီကြွားပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ဟဲမင်းစောမင်းကြီးမင်းဟာတနေရာမှာခံရအောင်မယ်။မကောင်းမှုကိုမှမကြောက်ဒီစည်းစိမ်တွေရရင်ကောမင်းခန္ဓာကိုယ်ကြီးက မအိုမနာမသိတော်ဘူးများမှတ်နေလားလောကမှာမင်းလောက်ပြတ်တယ်မင်းမရှိတော့ဘူးနရတူကလည်းမျက်နာပြောင်းစွာဖြင့်မဟာထေကိုဒီလိုပြန်လျှောက်ပါတယ်တပည့်တော်ရဲ့ဂရိအတိုင်းနောင်တော်ရဲ့ဓာတ်ကိုထမ်းပြီးတော့ကိုတိုင်နန်းတင်ပေးခဲ့တာပဲလေအဲ့ဒီနောက်မှာတော့သဒ္ဒနာပိုင်နဲ့မင်းဟာအစေမကတ်တော့ပါဘူးပန်တကူမဟာထေဟာမင်းရှင်စောသေးရတာဟာသူပယောကမကင်းမှုလို့ခံစားရတာကိုဂရိမတီးတဲ့မင်းစိုးမင်းညစ်စီမှာမနေစင်တာရောကြောင့်တီဟိုကိုကြွတော်မူခဲ့ပါတယ်သဒ္ဒနာပိုင်ဟာတီဟိုကိုကြွသွားတော့မြို့ရွာတွေမှာတန်ဃာတုဟာမငြိမ်မသ က်ဖြစ်လာခဲ့ပါတယ်။ပြည်သူလူထုကလည်းယဟန်တွေဘက်မှယဟန်တွေဘက်ကပါတော့အင်အားကပုံမကြီးမလာပါတယ်။ဒီတော့နရတူရဲ့ထီးဟေးနှံ့ရအတွက်ကအနည်းငယ်ကြီးတစ်ခုလိုဖြစ်လာတော့နရတူကစဉ်းစားပါတယ်။မတော်တနေ့ယဟန်တန်ကားတွေငါ့ကိုပုံကန်ရင်ဘလို့လုပ်မလဲတဲ့။သိကြတာကလူထုကလည်းယဟန်တွေဘက်ကပါကြမှာပဲ။ဒီတော့နရတူကလက်ဦးမူရအောင်ကြံရတော့မယ်။ဒါကြောင့်မလို့ဖုံးကြီးတွေကိုရှင်းပြဖို့လွှတ်တော်မှာအမတ်တွေနဲ့တိုင်ပင်မာတော့တယ်။ယဟန်များလျင်တိုက်မိအတွက်အကျိုးယုံညံ့မုံကိုနှီးမျိုးစုံနဲ့ပရိယေဆင်ပြီး တော့ဖုံးကြီးတွေကိုလူထွက်ခိုင်းမှုအမိန့်ထုတ်ချင်ပါတယ်။တချို့မူမတ်တွေကတော့သဒ္ဒနာကိုမဖြတ်တင်ကြအောင်ရှောက်ကြပါဗါတယ်။အဲ့ဒီလိုရှောက်တဲ့မူမတ်တွေကိုလည်းနရတူကဒီလိုဆင်ကျင် ပေးပါတယ်။ယဟန်တန်ခါရဲ့အင်အားကတောင်းတယ်။သူတို့ပုံကန်ရင်ခုခံရခက်လိမ့်မယ်။နောက်ပြီးတော့ယဟန်တွေဆိုတာငါတို့သတ်မှတ်တဲ့ဓမ္မသက်အတိုင်းမနေကြဘူး။သူတို့ရဲ့ဝိနည်းဆိုတာနဲ့ပဲသူတို့နေတယ်။သူတို့ဘာသာသူတို့တိကျအုပ်ချုပ်ပြီးနေကြတာငါတို့ရဲ့ဥပဒေအောင်မှာမရှိဘူး။ငါတို့ရဲ့ဥပဒေကိုလည်းမနာခံဘူး။ယဟန်တန်ခါဆိုတာကနိုင်ငံတော်ရဲ့ဘန်နာတွေကို ထိုင်စားနေတဲ့ ဲ့သူတွေပဲသူတို့တွေများလာရင်တော့နိုင်ငံအတွက်ဝင်ပြီးလိမ့်မယ်ထို့သို့ဆိုပြီးတော့ဖုံးကြီးတွေကိုရှင်းပြဖို့အထူးကထားစီရင်ပါတော့တယ် သိတိကဆိုတဲ့မင်းတိုင်မင်းပညာရှိအမတ်ကြီးကတော့ဒီလိုအကြံပေးတဲ့သဒ္ဒနာကိုတိုက်ရိုက်ဖြတ်လျင်ယဟန်တွေကမပုံကံမီပြည်သူလူထုကစပီးပုံကံပါလိမ့်မယ်ဖေဟာဒါကြောင့်မလို့ပြည်သူလူထုလည်းစိတ်မဆိုးရလင်အောင်အရှင်မင်းကြီးရဲ့အကြံတော်တွေလည်းအောင်ရလင်အောင်ယဟန်များတစနဲ့တစလူထွတ်အောင်လို့ကြံမတော်ပါမီဖေဟာယဟန်တွေဆိုတာအတော်ကုတ်ခန်းသေးတာမှမဟုတ်ကြသေးပဲဖေဟာကိလေသာအညီရှိနေသေးတာမို့အာယုံ၆ပါးနဲ့မျှပြီးတော့ဖြည့်စည်းမယ်ဆိုလျင်ပြည့်စည်းမှာအမှန်ဖြစ်ကြောင်းပါဖေဟာဆိုပြီးတော့တတော်ဦးတင်ပါတယ်ဒါဆိုရင် လို့လုံးမလဲအမမင်းကိုမေးတော့တိုင်းပြည်မှာရှိတဲ့မိမာတွေကိုအရင်လုံးလုံလုံချွန်ချွန်မဝစ်စေပဲအင်ကြီးကိုလည်းရှီခွဲထမိန်ကိုလည်းရှီခွဲမလုံးမချွန်ဝစ်စေပြီးတော့ကြောင်းဝင်းနေထဲမှာပျော်ပွဲရှင်ပဲမပြတ်အောင်ကျင်းပပေးပါဖေယားဒါမှသာနှိညာမပြတ်ပွဲလန်းလှုပ်ပြီးလို့ရှိရင်ယဟန်တွေလူထွက်ကုန်ပါပါဖေယားဒီလိုသာလူထွက်ကုန်ရင်တော့ယဟန်အီအတွက်နေသွားမှာမို့အရှင်မင်းကြီးအားဘယ်ယဟန်ကမှရမဆောင်ဝင်တော့ပါဖေယားတဲ့အမမင်းရဲ့အကြံကောင်းညံကောင်းအတိုင်းမင်းညစ်ပြီးပြီးလှုပ်လိုက်တာထွက်တော့ထွက်ပါရဲ့သူ ထင်သလောက်အများကြီးလူမထွက်တော့ဘသူနဲ့မှတိုင်မင်မနေတော့ပဲသူ့သဘောနဲ့သူအမဲတခုထုတ်ပြန်မှာတော့လေလူထွက်မလားအသေးခံမလားပေါ့ယဟန်တွေတွေ့ရင်ဖမ်းပါတယ်ဖမ်းပြီးရင်အတင်းတမလူထွက်ခိုင်းပါတယ်ဘလို့မှပြောမရရင်တော့လေဝင်းကိုဓာမိုးပြီးလူထွက်ခိုင်းပါတယ်သူ့ယဟန်တွေကလည်းအသေးသာခံသွားတယ်လူမထွက်ကြပါဘူးတချို့ကတော့အဖမ်းမခံရအောင်ထွက်ပြေးကြပါတယ်တော်တဲ့တောင်တွေကိုပြေးပုန်းတဲ့သူတွေကလည်းပြေးပုန်းတချို့ကလည်းတီဟိုဘက်ကိုပြေးကြပါတယ်ဒီလိုနဲ့ပကံမှာယဟန်တန်ကပျောက်ချင်းမလားပျောက်သွားပါတော့တယ်နေရသူဟာသူ့ရဲ့ထိုင်ကုန်းကိုယဟန် ်တန်ဃာတို့ကလာလုနေတယ်ဆိုပြီးထင်ရောက်တာနဲ့ယဟန်တန်ဃာကိုခေါင်းဖြတ်တရဲတဲ့မြမရာဇဝင်ကပထမဆုံးမင်းတပါလို့ပြောရပါမယ်။ဒါတော့မှသူဟာဗုဒ္ဓဘာသာမိပါဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာကြီးပြင်းလာတဲ့ဗုဒ္ဓဘာသာတယောက်ပါပဲ။ဗုဒ္ဓဘာသာဟုတ်မဟုတ်ဆိုတာထံအာနာယူလာတော့လေရန်သူမှန်သမျှအကုန်ရှင်းတော့တာကိုယဟန်တန်ဃာတွေကိုတော့ဒီလောက်ရရဆက်ဆက်လုရဲရင်ပမှန်ပြသူတွေဆိုရင်တော့ဘလောက်တောင်ခါစီခံရမလဲ။ဒါရသူဟာကိုအာနာတည်တမ်းမှုအတွက်ချင်းချောက်လာတဲ့ဘသူကိုမဆိုယဟန်တန်ဃာတော်မချမ်းအပြတ်ရှင်းခဲ့ပါတယ်။ဒီအတွက် ွက်ပြည်သူကဘရင်ကိုအလွန်မုန်းကြပါတယ်။နရတ်သူကလည်းသူ့ကိုမုံမှန်းသိတဲ့အတွက်ပို့ပြီးတော့ရက်ဆက်စွာအုပ်ချုပ်ပါတယ်။အမြင်မကြည့်တဲ့သူမှန်သမျှကိုတက်ဖြတ်ဖြစ်ပါတယ်။ဒီအတွက်ဒီမဲလက်ထက်မှာသဒ္ဒနာဆုပ်ယုတ်တဲ့အပြင်တိုင်းပြည်ကလည်းအလွန်ဆင်းရဲခဲ့တယ်လို့သမိုင်းဆရာတွေကဆိုပါတယ်။အကုတ္တဒုစရိုက်မှုတွေမတရားကျူးလွန်ထားတဲ့နရတ်သူဟာဘိုးတော်ဘေးတော်တို့အစဉ်အဆက်တိုင်းကောင်းမှုတော်စေဒီပထိုးတစုတီဖို့အကြံရတဲ့အတွက်မုံမှန်းများနဲ့ပယံဆရာများကိုခေါ်ကာတမယံကြီးဖျားကိုတီးစီခဲ့ပါတယ်။ဒီရမှာအခြားဘရင်များထံပုံမသား ောင်လို့ကြီးမားဆုံးဖြစ်အောင်တည်လို့တဲ့အတွက်ကိုရိုင်းအစိစက်ဆုံးစစ်ဆေးတော်မူပါတယ်။ ပယံဆရာများစောက်ပြီးသမျှကိုအတချောင်းနဲ့အုပ်ချားမှာထိုးပြီးတော့အထိုးလိုဝင်ရင်ထိုးပယံဆရာကိုထိုးနေရမှာပဲကုမြက်ပါတယ်ဒီအတွက်ပယံဆရာတွေကလည်းပို့ပြီးပင်ပန်းကြတဲ့အပြင်လူအင်အားကလည်းအစတစနှဲပါလာတဲ့အတွက်ဖျားကြီးမှာမပြီးဆုံးခဲ့ပါဘူးထိုအခါမှာပညာရှိအမတ်တယောက်ဟာမင်းကြီးကိုပညာပေးခြင်းနဲ့အတွက်စောက်ခွင့်တောင်းခဲ့ပါတယ်ထိုအမတ်ကဘရင်အလိုကြောင့်အတချောင်းမင်းတိုးလို့မရအောင်ဆောက်လုပ်ပေးပါတယ်သို့တော်လည်းဘရင်မော့ကြည့်၍မရသောစစ်ဆေးလို့မရသောနေရာမှန်သမျှကိုအတချောင်းထိုးလို့ရအောင်တိစောက် ခဲ့ပါတယ်။တိဆောက်လို့ပြီးစီးတဲ့အခါမှာတော့ထိုအမတ်ဟာနေပြည်တော်မှထွက်ပြေးသွားပါတယ်။ဒီအကြောင်းကိုမင်းကြီးသိတော့ဒေါသထွက်ပြီးဖခင်ကိုထီတော်မတင်မဲနဲ့ထိုအမတ်ကိုလူလွတ်ခါရှာခိုင်းပါတယ်။ရှာလို့မတွေ့တဲ့အတွက်ဒေါသပုံမကြီးလာပါတယ်။နရတူမှာကလားပြီကဆက်သားထားတဲ့ကလားမင်းသမီးတယောက်ရှိပါတယ်။နရတူရေအိမ်ဝင်ရမှာတန်ရှင်းမှုရေမယူတာကိုတွေ့လို့ကလားမင်းသမီးကယုံပြီးတော့ဘရင်ကိုအနာအကံမခံတော့ပါဘူး။တကယ်တော့ဘရင်တိုင်းမှာတငယ်တော်ဆိုတာရှိပါတယ်။တငယ်တော်ရဲ့တာဝန်ကဘရင်ရေအိမ်ကထွက်လာရင်တန့်စင်ပေးရတာပါ။ဒါဝ မင်းကြီးကတီးတော့သူ့ကိုရွှင်ရမလားဆိုပြီးတော့တန်လျက်နဲ့နေရမာတဲ့ခုတ်တက်လိုက်ပါတယ်ဒီအကြောင်းကိုကလားမင်းသမီးရဲ့ဖခင်မဲတော်တီးသွားတော့ကလားသူရဲ့ကောင်း၈ယောက်ကိုရေးပြီးတော့အမောင်တို့နရတူမင်းထံသွားကလှုပ်ကြံစီတင်တို့ကိုယ်တိုင်လည်းကိုကိုကိုတက်သေးကြစီတင်တို့သားမယားများတသက်စားမကုန်တော့ရွှေငွေကိုငါပေးတော်မူမည်လို့မိနဲ့အခါမှာတော့ကလားသူရဲ့ကောင်းတွေကလည်းသေမယ်လို့ဝန်ခံပြီးတော့ပကန်းနေပြီးတော့ကိုချီးကပ်လာပါတယ်နေပြီးတော့ကိုရောက်လာတော့မင်းကြီးကိုဘိတ်သိမ်မြောက်ပေးမယ်လို့အယုံသွင်းပြီးတော့ယုံတဲ့အခါမှာတော့မင်္ဂလာခံယူနေစဉ် အသင့်ပါလာတဲ့ဓာငယ်တွေနဲ့နရသူကိုထိုးတက်ပြီးတော့သူတို့ကိုယ်တိုင်လည်းကိုကိုကိုပြန်တက်လိုက်ကြပါတယ်နရသူမင်းသားနဲ့အထိုးခံရကြောင်းမူမတ်တွေတည်တော့လဲရက်ဆက်ကြမ်းကြုတ်တဲ့မင်းကိုယွန်ချကြလို့စေးမကူပဲထားတဲ့အခါမှာတော့နရသူမင်းဟာနှက်ရွာဆန်ခဲ့ပါတော့တယ်ဒါကြောင့်မလို့ကလားမြတ်လို့သိတဲ့အတွက်ကလကြမင်းလို့နာမည်တွင်လာခဲ့ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မြမရာဇဝင်မှာဖခင်နဲ့အကိုကိုတက်ပြီးနန်းလူယုံတာမကပဲလူကိုယ်တိုင်ကလည်းတကူရေတန်ရှင်းမှုမရှိညစ်ပတ်တော့အကန့်ခစ်ကနရသူမင်းအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင် ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ഹു တုတဖြစ်ပွဲတမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။